Hello guys အားလုံးလေးမင်္ဂလာပါဒီနေ့မှာကျွန်မ channel message တွေပေါ့နော်သင်တို့ရဲ့တစ်ဖက်ကသင်တို့ကိုဘာရင်ပြောချင်နေတာဆိုရအောင် collective reading ပေါ့ channel message မှာ collective reading တွေတကူလုပ်ပေးမယ်အဲ့တော့စလိုက်ကြမယ်ပေါ့နော်အတော့သင်တို့ရဲ့တစ်ဖက်ကသင်တို့ကိုဘာရင်ပြောချင်နေလဲသင်တို့ရဲ့တစ်ဖက်ကသင်တို့ကိုဘာရင်ပြောချင်နေလဲခဏလေးနော် ဒါလေးရတယ်ရှစ်ဖက်လုံးကအရင်ခတ်တယ်တင်းတော့တစ်ဖက်လူကတင်းတော့ဘာကြီးပြောချင်နေတယ်တင်းတော့တစ်ဖက်လူကတင်းတော့ဘာကြီးပြောချင်နေတယ်ဒါလေးယူမယ် I apologize တဲ့ငါတောင်းပန်ပါတယ်တဲ့နော်ကဲသူတောင်းပန်နေပါတယ်ဒါလေးယူမယ် တောင်းပန်နေတယ်เนาะသူတောင်းပန်နေတယ် colonel lady ကို colonel lady ရဲ့တစ်ဖက်လို့တောင်းပန်ခြင်းနေရယ်เนาะ that is so much i didn't say ငါမပြောလိုက်ရတယ်သကလုံးနေမှာအများကြီးပဲတဲ့เนาะ somebody saw you with her last night တဆုံးတရာနဲ့တဆုံး um မင်းနဲ့တခြားတရာကိုပေါ့เนาะတဆုံးအမင်းနဲ့တခြားတရာကိုမိညာတွေ့လိုက်တယ်ပေါ့เนาะ သူ့ရဲ့အတိတ်တွေကတွေ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့မှသူ့ပြန်ပြောတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပါဘသူနဲ့တွားနေရလဲနော်ခလတ်တေးဘသူနဲ့တွားနေရလဲသူကတခြားသူတယောက်နဲ့ခလတ်တေးနဲ့တွားနေတာကိုတွေ့လိုက်တယ်တဲ့နော် I want you တဲ့ငါမင်းကိုလိုချင်တယ်နော်မင်းကိုလိုချင်တယ်တဲ့

Your sassy body has me drooling. Snow me eh. ဆက်စီကြတဲ့ခန္ဓာကိုယ်လေးဆက်စီကြတဲ့ခန္ဓာကိုယ်လေးကငါ့ကိုတည်ကြစီရဲ့နော် Your sassy body has me drooling. Not the cool. Baby, I'm perfect for you. နော်ငါမင်းတကယ်ပြည့်စုံတဲ့လူတစ်ယောက်ပါတဲ့။ Hmm. our connection is complicated and there's a issue out of our control no ငါတို့ရဲ့ဒီဒီဆက်ဆံရေးပေါ့နော်ငါတို့ရဲ့ connection ငါတို့ရဲ့ဆက်ဆံရေးတကယ်ကိုဟိုရှုပ်ထွေးတယ်တဲ့နော်ပြီးသားလို့ရှိရင်ငါတို့နေရာဖြစ်ရှင်းလို့မရဘူးပြဿနာတွေဒီ relationship မှာငါတို့နေရာဖြစ်ရှင်းလို့မရဘူးပြဿနာတွေဆိုတာမှအများကြီးပဲတဲ့နော် I want to see other people เนาะငါတခြားလူတယောက်နဲ့တွေ့ချင်တယ်เนาะတခြားလူတယောက်နဲ့တွေ့ချင်တွေ့ကြည့်ချင်တယ်တဲ့เนาะအဲသူတခြားလူတွေနဲ့ဒိတ်ကြည့်ရပဲဖြစ်ဖြစ်ပေါ့เนาะဒိတ်ကြည့်ချင်တယ်ပေါ့အဲ့လိုမျိုး alka my period uh, also my pride and ego let us astray เนาะငါရဲ့အတ္တကြီးရာနဲ့ပေါ့เนาะငါရဲ့အတ္တကြီးရာနဲ့မာနကြီးတဲ့အရာတဲ့ငါ့ကို leaders เนาะ leaders astray ငါ့ကိုဒုက္ခရောက်စေတဲ့ I'm learning a spiritual lesson เนาะသူခုချိန်မှာ spiritual lesson တွေကိုလေ့လာနေပါတယ်เนาะ ချိုင်းဟူထရာမှာသူစီမှာလည်းတဖက်လူစီမှာချိုင်းဟူထရာမှာရှိထားတဲ့သဘောတွေ့ရနော်သူစီမှာချိုင်းဟူထရာမှာလေးတွေရှိနေတယ်ပေါ့နော်ငငယ်ကအဲ့လိုမျိုးဒီမိဘနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကြီးပြင်းလာတဲ့ပုံစံတွေပဲဖြစ်ဖြစ်လို့နော်သူစီမှာချိုင်းဟူထရာမှာလေးရှိနေတတ်တယ်နော်ကဲအဲ့ဆိုလို့ရှိရင်နော်ဒီကလေးကြည့်ကြည့်မယ် ားောက်ကနေလည်းကြည့်ကြည့်မယ်ကျောင်းဆောင်ခုချိန်မှာသူလမ်းပြောင်းနေနော်ခုချိန်မှာသူဘာလို့အမှန်မသိဘူးလမ်းပြောင်းနေရမျိုးအောင်ဖြစ်တတ်တယ်တဲ့နော်နောက်တစ်ခါကျတော့ fight or swat နော်သူဒီတန်တန်တရားရောင်းနေပေါ့နော်ခုချင်းနဲ့ကြက်ထဲကိုရောက်နေเนาะဒီဟာလေးကနှစ်ကက်လေးမလို့မပြတော့ သူခုဂျင်းနဲ့ဇက်ထဲကိုရောက်နေတယ်။နော်ဂျင်းနဲ့ဇက်ထဲကိုရောက်နေတယ်။အမ်သူသွားရမယ်လမ်းနော်သူသွားရမယ်လမ်းအာနည်းနည်းခက်ခဲပြီးတော့မှအာဒီတလန်းနဲ့ဟိုတခြားရွေးချယ်ရမယ်ပုံစံမျိုးဖြစ်နေပေါ့နော်ခုချိန်မှာသူနည်းနည်းလေးစိတ်ရှုပ်ထွေးနေတယ်ပေါ့နော်စိတ်ရှုပ်ထွေးနေတာမျိုးလေးတွေ့တယ်။အိုးကဲဒီကက်ကလည်းမရအောင်တို့ကြပါဦး။ ူလေရွေးချယ်ကြရင်အများကြီးရှိတယ်သူစီမှာနော်ရွေးချယ်ကြရင်အများကြီးရှိတယ်သူကစုံတဲ့လူတယောက်လည်းဖြစ်နိုင်တယ်သူ့ကိုကြိုက်တဲ့သူတွေအဲလိုက်တဲ့လူတွေပေါနေတယ်နော်ကြိုက်တဲ့လူတွေကြိုက်တဲ့လူတွေပေါနေတယ်အဲသူအဲ့ဒါကြောင့်မို့လို့ပဲဖြစ်ဖြစ်ပေါ့နော်သူဘလို့ကိုရွေးချယ်ရမလဲဆိုပြီးတော့နည်းနည်းလေးအာဆိတ်ရှုံရမျိုးအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်သူ့ကိုကြိုက်တဲ့လူတွေအများကြီးနေတယ်နော် အာသူဘသူကိုယူချရမလဲအာဆက်ရှုံနေရနောက်တစ်ခုကကြတော့အာသူ့ရဲ့အခုအခြေအနေတရက်ပေါ့နော်အာဘလူးမူရေးပဲဖြစ်ဖြစ်စီပွားရေးပဲဖြစ်ဖြစ်အခြေအနေတရက်ကသူ့စီမှာอืมချင်းနဲ့ချက်ထဲရောက်နေတာမျိုးပေါ့နော်ကဲတက်ကလည်းအောက်ကိုကြာတာခတ်လိုက်တာအဲ့လိုလေနော်อืม ျင်းတဲ့ချက်ထည်ကိုရောက်နေတယ်တဲ့နော်နောက်တစ်ခုကကြတော့อืมခဏလေးဒါလေးထထလိုက်ဒါလည်းမရပြန်။ရှာသူစိတ်ညစ်နေတယ်။စိတ်ညစ်နေတယ်စိတ်လေးနေတယ်။သူကလေ သူစော်နေပြီမဲ့ပေါ့နော်သူစော်နေပြီမဲ့သူလိုချင်တာတခြားပေါ့နော်သူလိုချင်တာတခြားအာသူရနေတာတခြားပေါ့နော်အဲ့လိုမျိုးဖြစ်နေအဲသူကထားတော့ calendar လေးစီအချက်ကိုလိုချင်နေဆိုလို့ချင်နေဖြစ်ဖြစ်ပေါ့နော်အသူလိုချင်တဲ့သူစီကမရအောင်မရဘဲနဲ့တခြားသူတယောက်စီကတခြားသူတွေစီကသူရနေရမျိုးအဲ့လိုမျိုးဖြစ်နေတယ်နော်သူကတော့ ကလန်တလေးတွေကိုပဲဖြစ်ဖြစ်လိုက်နေရမျိုးပေါ့နော်ပြန်ပြီးတော့လိုက်နေရမျိုးလေးဖြစ်နိုင်တယ်တဲ့နော်နောက်တစ်ခုကကြတော့အာတချို့သော relationship တွေကလေသူ့ကိုအာတချို့သောလူတွေပေါ့နော်တချို့သောသူတွေ relationship ရှိတဲ့လူတွေတချို့သော relationship ရှိတဲ့လူတွေကသူ့ကိုလာပြီးတော့မှကြိုက်နေရမျိုးလည်းဖြစ်နိုင်တယ်နော်အာ သူနဲ့အပတ်သက်ခဲ့ဘူးလို့လည်းဖြစ်ဖြစ်မှာပေါ့နော်ကိုယ်မပြတ်နိုင်ဖြစ်နေရမျိုးသူ့ကိုဟိုကြိုက်နေရပေါ့နော်အဲ့လိုမျိုးတွေ့ပါတယ်သူ့ကိုကြိုက်နေသူပြန်တော့တော်တော်များတယ်သူ့ကိုကြိုက်နေသူပြန်တော့တော်တော်များတယ်ကဲ့အေးဆောဆောอืม အစောကကျွန်တော်ပြောရပေါ့နော် career နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်သူလမ်းကြောင်းလေးတစ်ချောင်းမှရှိရဲ့သူပြိမိနေတယ်အဲလို့သူအသွားသူသွားမယ်လားထပ်ပါပါတခုပဲရှိရဲ့ဆိုလို့ရှိရင်အဲ့ဒီအတွက်ကိုလည်းသူအကူညီရလိမ့်မယ်တဲ့နော်အဲ့ဒီအတွက်ကိုသူအကူညီရလိမ့်မယ်ဒီနှလုံးသားရေးရနဲ့ပတ်သက်ပြီးတော့မှတော့အဆင်မပြေနိုင်ဘူးနှလုံးသားရေးရနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့သူအနေနဲ့ဒီ ရှင်ပူနေရတာမျိုးပေါ့နော်တူတူချင်းနဲ့အတိုင်းသူစိတ်တိုင်းကြတဲ့အတိုင်းတော့ဖြစ်မှာမဟုတ်ဘူးနောက်ဆက်သူပါရင်ဟွန်းကလန်တလီရဲ့ energy ကလန်တလီရဲ့ energy ကကလန်တလီရဲ့ energy ကလေး မရွေးချယ်ခြင်းလားမရွေးချယ်ခြင်းလားသူ့ကိုခလုံးတလူရသူ့ကိုမချိနောက်အမချိနောက်ဘူးသူပြန်လာခြင်းနေလေအနိုးပဲခလတ်တလေးရနော်မဒန်နော်ဘူး Christian Owa ကလတ်တလေးရရှိရသူ့မကြိုက်သူ့မချိနောက်သူ့မရွေးချယ်ခြင်းအောင် ူစိတ်ဆိုးနေတော့မယ်အဲ့ဒါ clutter လေးရဲ့ energy ပဲเนาะဒါမဲ့သူ့ကြောင်းလေးတွေတော့တိကျနေသူ့ကြောင်းလေးတော့တိကျပြီးတော့ဆက်စုနေ clutter လေးရဲ့သူတော့ပြန်မလာစေချင်တော့ဒါမဲ့ clutter လေးရဲ့တယောက်ထဲအမ်ဒီဟိုပါเนาะဘဝမှာအဆင်ပြေနေငွေကြီးလည်းအဆင်ပြေအာ ကိုနဲ့ကိုတယောက်ထဲလည်းအဆင်ပြေနေအဲ့ဒီအတွက်ကြောင့်မလို့သူ့လည်းမလိုအပ်တော့ဒါပေမဲ့သူ့အကြောင်းကိုသိချင်တဲ့ဆက်စုတယ်နော်သူကတော့အမ်ပြန်ပြီးတော့မလာမလားပေါ့နော်အဲ့လိုမျိုးမျောလင်းမျောလင်းနဲ့ခလန်တလေးရဲ့သူ့ကိုပြန်ပြီးတော့လက်စားချစ်ချင်တာမျိုးပေါ့နော်ပြန်ပြီးတော့မှအပလေးတာမျိုးပေါ့နော်အဲ့လိုမျိုးလှုပ်ချင်နေတယ်တောင်းလဲသူကတည်ပါတယ်နော်တောင်းလဲသူကတည်ပါတယ် ော့ color တူလေးပဲပြန်လာမလားပေါ့နော်ပြန်ပြီးတော့ပြန်ပြီးတော့ပဲအဲစိတ်ပြန်လဲလာမလားဆိုပြီးအချိန်ကသူကအကောင်းမြင်စိတ်လေးထားပြီးတော့မှကောင်းမြင်စိတ်လေးထားပြီးတော့မှစောင့်ဆိုင်နေရနော် color တူလေးပြန်တော့ no way ပေါ့နော်အဲ့လိုမျိုးလေး energy လေးရပါတယ် ဒါကတော့ခလန်တလီရဲ့တစ်ဖက်လူကပြပြချင်းနေတဲ့ပြောရှင်ကြီးရဲ့စကားလေးနဲ့အဲသူတို့သူနဲ့ခလန်တလီရဲ့အကြောင်းပေါ့နော်တစ်စိတစောင်းပြပြထားတာလေးဖြစ်ပါတယ်ခလန်တလီ energy တွေကြိုက်တဲ့ဘိုင်းလေးကိုပဲရှုပေးပါပေါ့နော်မကြိုက်တဲ့ဘိုင်းလေးတွေကို entertainment အနေနဲ့ပဲနောက်ထောင်ပြပါလို့ပြောချင်ပါတယ်အားလုံးပဲပပ